အလုံးမင်္ဂလာပါတင်းကောင်းကပါနဲ့ကျူဆူပါတယ်နည်းနည်းလေး revelation နဲ့အတွေ့အလုံးပဲရင်ကုန်စိတ်လှုပ်ရှားနေမယ်ဆိုတာယုံကြည်မြင်လင်းပါတယ်ဒီကိုကြည့်ရှုနေကြတဲ့အဆုံးထိနားထောင်မှဒီနည်းနည်းလေးဖွင့်ပြချက်ကိုခံယူဖို့အတွက်အလုံးကိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ်တင်းကောင်းကပါနဲ့လာတဲ့နှုတ်ပတ်တော်ကတော့ကျွန်တော်တို့တစ်ခါမှမကြားဘူးတဲ့နည်းနည်းလေးဖွင့်ပြချက်နည်းနည်းလေး revelation နည်းနည်းလေးအတန်တွေကိုကျွန်တော်တို့ကြားခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့နည်းနည်းလေးဖွင့်ပြချက်ကကောင်းဆင်ရပါလေဆိုတော့ ချွေးကြုံခံခြင်းနဲ့ပတ်သက်မှကျွန်တော်အနည်းငယ်ရှင်းပြချင်တာဖြစ်ပါတယ်။ William Parkinji Prophet Yube Inche ကတို့ကဘာပြောတယ်လဲဆိုတော့တမန်ကျမ်းစာမှာပတ်သက်မှချွေးကြုံခံခြင်းနဲ့ပတ်သက်မှမတွေ့ရဘူး။ဒီချွေးကြုံခံခြင်းကအရေးကြီးတယ်လားဆိုလဲအရေးတော့ကြီးပါတယ်။ဒါပေမဲ့အာသူက William Parkinji Prophet Yube Inche ကဘာပြောလဲဆိုတော့စချွေးကြုံစပြီးတော့ချွေးကြုံခံတော့သူကြီး စာပြီးတော့လေးကြတော့သူဖြစ်တယ်လို့ဆိုရရတဲ့နဲ့ကျွန်တော်အနေငယ်ရှင်းပြစေချင်တယ်ဒီနုပတ်တော်ကိုကြားတာနဲ့စိတ်လှုပ်ရှားနေမယ်ဆိုတော့ကျွန်တော်ယုံကြည်မျိုးနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့မကြိုက်တဲ့အရာဖြစ်ပါတယ်ကျွန်တော်ကြားဖူးတဲ့အရာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့စကြွေးကြော်ပုံခံတော့သူတွေစလေးကြတော့သူဖြစ်တယ်ဆိုတဲ့အရာကကျွန်တော်တို့ကသူစိတ်လှုပ်ရှားစေတာဖြစ်ပါတယ်โอเคကျွန်တော်ဒီအရာနဲ့ပတ်သက်မှကျွန်တော်အနေငယ်ရှင်းပြချင်တာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးဓမ္မချမ်းစာထဲမှာလည်းတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့တော်တော်များများကကျွေးကြော်ဝင်ခံတဲ့အခါမှာကျွန်တော်တို့ရဲ့တက်တာထဲမှာ အာတမချန်းစာတဲ့မှာဘယ်မှာတွေ့ရတယ်လဲဆိုရောရှုအာဒီရေကောရေကောတိုက်ပွဲကိုတွေ့ရတာဖြစ်ပါတယ် ဒီရခေါတိုက်ပွဲမှာကျွန်တော်တို့ကကြွေးကြော်ဝန်ခံခြင်းနဲ့အာကျွန်တော်တို့အာမြို့ယူတိုင်းကြီးဖြူချတယ်လို့ကျွန်တော်တို့သင်ပေးမယ်လဲအခုနှစ်ရက်အာ6ရက်ကျော်9ရက်နီးပါပါလဲဆိုမက်ဒီတေးရှင်းလုပ်ဝင်မှာသူတို့ခုနှစ်ရက်မြောက်တဲ့နေ့မှာအာရပါရကြွေးကြော်တာဖြစ်ပါတယ်တမချန်းစာမှာမြများကြီးလိုက်တဲ့အခါမှာတမချန်းစာထဲမှာကပ္ပဦးချန်းကနေဗျာဒိတ်ချန်းကိုကြီးလိုက်တဲ့အခါမှာကြွေးကြော်ဝန်ခံခြင်းနဲ့ပတ်သက်ပြီးမှအများကြီးမတွေ့ရဖို့ဖြစ်ပါတယ်အဲတော့စပြီးကြွေးကြော်တာကစပြီးကြွေးကြော်မှလေးကြတဲ့ဆိုတာကဘာနဲ့တူတာလဲဆိုတော့လေရင်ဥမာဆိုပါဆိုလေရင်က စီမပါဘဲနဲ့ ဘာဖြစ်လဲဆိုလေရင်အပေါ်တက်လို့မရအောင်ဖြစ်ပါတယ်စီမပါရင်တော့ဘာဖြစ်လဲဆိုတော့အာလေရင်တဲမှာစီနည်းနည်းလေးပါကောင်းပါလိမ့်မယ်ဒါနည်းနည်းလေးပါတော့ခဏအပေါ်ရန်ခဏပဲတက်မှဘာဖြစ်လဲဆိုပြန်လေးကြလာမှာဖြစ်ပါတယ်ပြန်ကြလာတဲ့အခါမှာလူတွေအားလုံးတင်မှာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့တက်တာထဲမှာကဖွင့်ပြချက်မတိပဲနဲ့စပြီးတော့ကြွေးကြော်ဝန်ခံလိုက်တာဖြစ်တဲ့အတွက်ကျွန်တော် meditation မလုပ်ပဲနဲ့ကျွန်တော်ဝန်ခံဝန်ခံကြွေးကြော်တာတဲ့ဝန်ခံကြွေးကြော်တာဖြစ်တဲ့အတွက်လူတွေများစွာက best life ဖြစ်တာဖြစ်ပါတယ်လူတွေများစွာအလေးချခြင်းရှိတာဖြစ်ပါတယ်ယောရှုမဆာ န်းကြီးတဲ့အကန်းငယ်ရှစ်မှာငါကျွန်တော်ဒီရမှာတစ်ချက်ကျွန်တော်ဖတ်ချင်တာဖြစ်ပါတယ်သူပညတ်တိကျန်းစာ၌ရေးထားသည်မြတ်အတန်ချင်းမီဟုစောက်ရှောက်ချင်းအလုငါကျန်းစာကိုမဖတ်မရွက်ပေးမနဲ့မိညမပြတ်ချီချူဖတ်ရရမယ်ဒူပြုတ်လင်တင်တဲ့အကြံထားမြောက်ရွေးအောင်မင်းလေးမြင်โอเค ဒီကျန်းစာဒီကျန်းပိုက်မှာလည်းကျွန်တော်တို့နေ့တိုင်းချွေးကြုံခံမှာလို့မပြောဖြစ်ပါတယ်ကျွန်တော်ရဲ့တက်တာထဲမှာကစပြီးတော့ချွေးကြုံခံခြင်းနဲ့ပဲစတာဖြစ်ပါတယ်ကျွန်တော်တို့မစမစစေခြင်းမျိုးဖြစ်ပါတယ်ကျွန်တော်ရဲ့တက်တာထဲမှာ meditation နဲ့ကျွန်တော်တို့စရမှာဖြစ်ပါတယ်ကျွန်တော် meditation စင်ချင်အောင်ပေးရမယ်ဒီမှာကဘာကိုပြောရလဲဆိုတော့နေ့ညမပြတ်ချေရှုဖျက်ရမယ်24နာရီကျွန်တော်ရဲ့တက်မှာဘာဖြစ်လဲဆိုတော့ meditation ကျွန်တော်ရဲ့တက်မှာဘာဖြစ်လဲဆိုတော့စင်ချင်အောင်ပေးရမှာဖြစ်ပါတယ်24နာရီကြော်တာနဲ့ ကိုစင်ချီအောင်မဲလိုက်ပြီဆိုတော့ဘာဖြစ်လဲအဲကနေစပြီးတော့ကျွန်တော်ရဲ့တက်တာထဲမှာကျွေးကြော်ဝန်ခံလို့ရတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ရဲ့တက်တာထဲမှာချွေးကြုံခံခြင်းကအရေးကြီးတယ်လားအရေးကြီးပါတယ်ဒါပေမဲ့ meditation မလုပ်ဘဲနဲ့ချွေးကြုံခံတော့သူတွေအန္တရာယ်ရှိတော့သူဖြစ်တယ်လို့ဝိညာဉ် parking ji prophet juve inje ကပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာချီးကျူးနေကြတဲ့ကျွန်တော်ယုံကြည်သူညီကောင်မတို့ဒီနဲ့နဲ့ရဖွင့်ပြချက်ဒီတည်ငောင်းကဘာနဲ့လာတဲ့ဖွင့်ပြချက်ကတင့်ဘဝကိုပြောင်းလဲစေတာဖြစ်ပါတယ်လူတယောက်ကိုပြောင်းလဲစေတာချွေးကြုံခံခြင်းမဟုတ်ပါဘူးလူတယောက်ကိုပြောင်းလဲစေတာလူတယောက်ရဲ့တက်တာကိုပြောင်းလဲစေတာက ဘာလဲဆိုတော့ဒီ revelation နည်းနည်းတဲ့ဖွင့်ပြချက်အဖြစ်ဖြစ်ပါတယ်ကျွန်တော်နည်းနည်းတဲ့ဖွင့်ပြချက်ကျွန်တော်တခုပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကတော့ဘာဖြစ်လဲဆိုတော့နှုတ်ပတ်တော်ကနှုတ်ပတ်တော်တမန်တရားကအသက်ဆိုင်ရင်တွင်မဟုတ်ဘူးဖြစ်ပါတယ် prophetic ဘာဖြစ်လဲဆိုတော့ prophet future အဲ့ဒီဘာဖြစ်လဲဆိုတော့ prophet future ရဲ့အရာတွေက လူရဲ့တက်တာထဲမှာစိုင်းရစီးထွက်လာတာဖြစ်ပါတယ်လူတရားကိုစိတ်လှုပ်ရှားစေတာ can i prophesy ဘာဖြစ်လဲဆိုတော့ prophet future ဘာဖြစ်လဲဆိုရင် the prophet future ကလူတွေကိုယဉ်ကုန်စိတ်လှုပ်ရှားစေတာဖြစ်ပါတယ်အဲတော့ဒီကိုချီးရှုနေကြတဲ့ရောက်ချင်းစီတိုင်းတွေတင်းရဲ့နေ့ရက်ကိုကြွေးကြော်ဝန်ခံခြင်းနဲ့မဆပါနဲ့တင်းရဲ့နေ့ရက်ကို meditation စင်ချင်အောင်မဲ့ခြင်းနဲ့စပြီးတော့24နာရီကြော်တာနဲ့ခမား meditation လုပ်ထားတဲ့အဲ့ဒါ24နာရီပြီးတာနဲ့ခမားအာရပါရကျွေးကြော်ဝန်ခံခြင်းနဲ့ခမားစတင်လိုက်ပါ င်းရက်သက်တာထဲမှာခုနှစ်ရက်အတွင်းမှာထူးခြားခြင်းတွေမြင်တွေ့ရမှာဖြစ်ပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်တာ၍ကောင်းချီးပေးပါစေအားလုံးကိုကျေးဇူးတင်တဲ့ Good news to you ပါ